မင်္ဂလာပါရှင်။ Honey Creatives Variant Chat Variant Chat တို့တချို့ဘယ်လိုဆွဲမလဲ။ Variant ဆိုတာကတော့တချို့ data အတက်အကျတွေ၊ကွဲပြားရှားနာချက်တွေ၊ကွဲပြားချက်တွေเนาะဒီလိုမျိုး data အတက်အကျတွေရဲ့ရှားနာချက်တွေကိုတချို့သိကျင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးတချို့က chat လေးပေါ့เนาะ How to create this variant chat အဲ့မှာ data တစ်ခုခု changes ဖြစ်လိုက်တာနဲ့တချို့ကဒီမှာ data တွေ auto အတက်ကြလေးဖြစ်သွားတာကိုကျေတို့ကအဲချက်နဲ့ပေါ့နော်ဖန်ဒီမှာပဲဖြစ်ပါလေရှင်အဲ့တော့ဒီလိုမျိုးရှက်ဒီဇိုင်းလေးကိုကျေတို့အလေးလာခြင်းနဲ့ဆိုရင်ဗီဒီယိုဖိုင်လေးကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်ဒီကတော့ကုလားကွင်းရဲ့ founder and trainer ဒေါ်နတ်ကျော်ကံမျိုးဖြစ်ပါလေရှင်ကျတော့တင်နှမ်းပါဆိုရင်တော့80 80 80ပေါ့ account level 1 level 2 graphic design ကိုတကယ်လို့တဦးချင်းအသက်တင်စနစ်နဲ့သင်ကြားပေးနေရပဲဖြစ်ပါလေရှင်။ဟောကျွန်တော်အဲ့လိုမျိုး shirt designing ဆွဲတော့မယ်ဆိုရင်ကျွန်တော်ရဲ့ရှေ့သင်ငယ်စာမှာတော့ကအာမကြည့်ရသေးတဲ့အာဒီမိတ်ဆွေတွေရဲ့ debt ပေါ့နော်ကျွန်တော် shirt design ရေးဆွဲတဲ့ဥစ္စာကိုကျွန်တော် shortcut လေးပြောခဲ့ပါတယ်။အဲ့ဒါကတော့ order နဲ့ f1 နဲ့ပဲဖြစ်ပါတယ်နော်။ order f1 ဆက်တစ်ခုကိုကျွန်တော်က fan ပြီးတော့မယ်ဆိုရင် order f1 လေးကိုကျွန်တော်သုံးပြလိုက်မယ်ဆိုရင်ဆက်ကရောက်လာမှာဖြစ်ပါတယ် order ရဲ့ fn key f1 ရဲ့ပဲဖြစ်ပါတယ်ရှင် အဲ့တော့ post map data တွေကို choice select ကလေးပေးလိုက်ပါ။အဲ့တော့ဒီမှာဆိုရင် region ရှိမယ်၊ actual ရှိမယ်၊ goal ရှိမယ်။နောက်အဲ့ဒီရ data အတက်အကျတွေကျတို့ကဒီ actual နဲ့ goal ရ data အတက်အကျတွေကိုကျတို့ကကွဲပြားဆွေးနွေးချက်တွေကိုတစ်ချက်တို့ကအာထင်တာမြင်တာနဲ့ဒီ share design လေးတစ်ခုကိုကျတို့ဆွဲချင်တယ်ဆိုရင်အာဒီသင်ခန်းစာလေးကတော့ data အတက်အကျကွဲပြားဆွေးနွေးမှုကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံး select ကလေးမှတ်လိုက်ပါ။ပြီးရင် order နဲ့ f1 တော့နှိပ်လိုက်ပါ။ data လေးကြာလာပါပြီ။ data တွေကြာလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီထဲမှာမိမိပြောင်းချက်နဲ့ဒီအပြာရောင်လေးကကျတော့ကျွန်တော် accurate ဖြစ်မယ်အာအဝါရောင်လေးကကျတော့ goal ဖြစ်မယ်အဲကျွန်တော်က goal ကိုကျွန်တော်ကပြောင်းမယ်အဝါရောင်လေးကိုပြောင်းမယ်နော် ။ Rodia လေးပေါ်မှာကျွန်တော်က select ကလေးပေးလိုက်ပါ။ share design နဲ့ကိုသွားပါ။ share share တိုက်တယ်ကိုသွားပါမယ်နော်။ share share တိုက်တယ်ကိုသွားပါ။ရောက်လာပြီဆိုတော့ကျွန်တော်အဆုံးမှာ combo ကိုရေးပေးပါ။ပြီးနောက်သူ့ရဲ့အောက်မှာကျွန်တော်က actual ရဲ့ goal ရှိတယ်။အဲ့ဒီမှာ goal ကိုကျွန်တော်ကဗာပြောင်းပါလဲဆိုတော့ line လေးပြောင်းလိုက်ပါမယ်နော်။ကိုကိုကျောပါပြောင်းပါလေ line လေးပြောင်းလိုက်ပါမယ်ရှင်ပြီးတော့ okay ပေးလိုက်ပါဒီမှာ line လေးရသွားပါပြီ ပြီးရင်တော့ကျွန်တော်ကအဲ line လေးဒီကျွန်တော်ကအတုံးလေးတွေဖြစ်ရှင်တယ်ဒါဆိုရင်ဒီ line လေးပေါ်တဲ့ချိန်မှာ right click လေးကိုခောက်ပြလိုက်ပါပြီးတော့ format data series ဆိုတဲ့အဲကိုဝင်လိုက်ပါဒီဘက်မှာ post date တခုကြာလာမယ် phrase ဆိုတဲ့အကျိုးကိုသွားပါ line ရဲ့အောက်မှာ no line ဆိုတဲ့ဟာလေးကိုယူပါမယ်နော် la phrase က line ရဲ့အောက်က no line ကိုယူပါမယ်ပြီးရင်တော့ဒီဘက်ကဒီ marker ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ ူရဲ့အောက်ကကျွန်တော် macro option တွေက bind in ကိုနှိပ်မယ် type ဆိုတဲ့နေရာမှာကျွန်တော် hyphen လေးကိုရေးပါမယ် site နေရာမှာကတော့မိမိ login နဲ့အရွယ်အစားတိယူပေးလိုက်ပါ ရမယ်နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အယောင်လေးပြောင်းနေတယ်ဆိုတော့ format လေးကိုသွား fade out ကိုသွားပြီးတော့အယောင်လေးကိုယူလိုက်ပါဒါဆိုရင်ဒီချက်တော့က data attack အကြကိုမွေး data မှာတစ်ခုခုကျွန်တော်က attack အကြလေးဖြစ်လိုက်တာ ਨੇ ကျွန်တော်တို့ဒီမှာအရင်လေးက data attack အကြပွဲပြားချက်နှံချက်လေးတွေကိုအတုံးလေးတွေကရွေ့ကစားပြီးတော့ဒီပြောင်းလဲနေမှာပဲဖြစ်ပါရဲ့ရှင်ဒါလေးကတော့ကျွန်တော် အဲဒီ shirt design ရေးဆွဲနေပေါ့နော်အာ appearance check ကိုကျွန်တော်ဆွဲပြတာတော့ပဲဖြစ်ပါလေရှင်ဒီလိုမျိုးအကျိုးရှိပြီးတော့လုပ်ငန်းခွင်အတွက်အစဉ်ပြင်မဲ့သင်ငန်းစာတွေကို နောက်ရက်သင်ငန်းစာတွေမှာထပ်ပြီးတော့မျှဝေပေးသွားပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်